ားလုံးပဲမင်္ဂလာပါဆိုတုလင်ဘလော့အနေကျူဆူပါတယ်ခုယူရိုဘာလီပွဲစဉ်တော့ပြီးွားပါပြီစပါဝမ်းစီနဲ့နိုင်သွားပါတယ်ပထမပိုင်း52မိနစ်မှာဘရန်နန်ဂျွန်ဆင်ဟာဖြတ်တင်ပေးလိုက်တဲ့ဘောကိုပိတ်လိုက်တာ ပိတ်တဲ့ဘောကချော်ပြီးတော့လူရှော့နဲ့မှန်ပြီးတော့အဲ့ဘရန်နန်ဂျွန်ဆင်ရဲ့ပြေးလမ်းကြောင်းနဲ့ပြန်ကြပြီးတော့ ခြေလောက်လေးနဲ့အသားလေးပိတ်သွင်းပြီးတော့ကိုရရှိသွားပါတယ်ဒီပွဲတော့ဝမ်းစီနဲ့တကိုးပလာနဲ့ပဲပြီးသွားစပါဒုတိယပိုင်းမှာတော့ကိုရပြီးရဲ့နောက်ပိုင်းမှာကွင်တဝက်ထီသူကပိတ်ဆော့ပြီးတော့နောက်တန်းအောင်ထိုင်ဆော့ပြီးတော့အဲဝမ်းစီကိုထိန်းဆော့သွားပါတယ်မန်ချက်စတာအတောက်လျှောက်တိုက်ပြီးမဲ့လူကလည်းလူစားလဲတယ်တိုက်စစ်ဆင်မှုတွေလုပ်တယ်အဲ့လိုလုပ်တဲ့ချိန်မှာလည်းထိရောက်တဲ့တိုက်စစ်ဆင်မှုတွေရရှိခဲ့တယ် ဖြတ်တင်ဘောတွေကနေလေဂိုးရနိုင်တဲ့ chance ပေါ့နော်အခွင့်အရေးနှစ်ကြိမ်စပါးနောက်တန်းကစားသမားတွေနေအကောင်းဆုံးကာကွယ်ပါတယ်ဂိုးသမား white land ခေါင်းတိုက်တဲ့လုံးကိုလေစပါးနောက်တန်းကစားသမားဗန်ဒီဗန်ပေါ့နော်ဒီပွဲမှာစပါးကလည်းဒီဗန်ဒီဗန်ပြန်ပါလာတာဒီကစားသမားကြံ့ခိုင်မှုကောင်းတယ်လှင်မြန်တယ်နေ့စနေပိုင်းသေးကြတယ် dash ကစားသမားပေါ့နော်ဒီကစားသမားနောက်တန်းမှာဒိုင်ဟန်ကနေပြန်ပါလာတာစပါအသင်းအတွက်ဒီကစားသမားပါတဲ့နောက်ပိုင်းရင်လည်းစပါအသင်းရဲ့နိုင်ပွဲတွေတောက်လျှောက်ရခဲ့တာပေါ့နော်ဒီကစားသမားနာသွားတယ်သူကလည်း Premier League မှာအစားရှုံးပွဲတွေတွေ့တယ်အဲ့တော့ Wildland ကောင်းတိုက်ကိုသမားပုတ်ထုတ်လို့ပြန်ထွက်လာတော့ Wildland ကောင်းတိုက်ပြီးတော့သွင်းတဲ့လုံကိုသမားလည်းမရှိတော့ဘူး Bandiban ပြေးပြီးတော့လေထဲမှာရှိတဲ့ဘောကိုပေါ့နော်ရအောင် သူ့ရဲ့ညာနဲ့ဂိုးစည်းပေါ်ကနေပြီးတော့လေတွေကနေဖြတ်ထုတ်လိုက်တဲ့အတွက်အိုက်ဘောကမယူခြေပါကိုမရရှိဘူးနောက်ဆုံးတိုက်စစ်ဆင်ရင်းနဲ့လည်းဖြတ်တင်ဘောတွေကနေလူရှော့ကောင်းတိုက်ပေးမိလေကိုသမားကပုတ်ထုတ်ကာကွယ်သွားတယ်ဘောလုံးပိုင်ဆိုင်မှုကတော့စပါကိုရပြီးတဲ့နောက်ပိုင်းဒုတိယပိုင်းမှာတပိုင်းလုံးပိတ်ဆော်သွားတဲ့အတွက်ဘောလုံးပိုင်ဆိုင်မှုကတော့83ရာခိုင်နှုန်းထိအောင်မှန်ယူက စပါးသိန်းရဲ့ဒီကွင်းလေရဲ့ kite 40လောက်ထိပေါ့နော်ဟို final တက်ဆုံးမတိုင်ခင်မှာအဲ့ဘီဂုတ်ထိပ်ပေါ့နော်ဆက်ရှိကိုက်ဘီဂုတ်ထိပ်နားမာရင်ဘောလုံးအောင်ဝဲပြီးတော့တောက်လျှောက်ကိုကင်ဆော့တယ်ကောင်တာတွေကလည်းစပါးသိန်းကောင်တာလည်းအဲ့လောက်တိအောင်သူလည်းတိုက်စစ်မစင်တော့ဘူးတိုက်စစ်စင်တဲ့လုံးလည်းအရင်ကြီးကြောက်စရာမကောင်းဘူးအဲ့တော့မယူသိန်းကတော့ရှုံဝဲတွေ့သွားပါပြီစပါးသိန်းကတော့သူ့တမိုင်းမှာ တမိုင်းသိရေးထိုးလိုက်ပြီအာဒီအသင်ကောင်းသောဆောင်းဝမ်းမင်းဒုတိယပိုင်းဝင်လာတယ်ပိတ်ဆော့ပါတယ်ဆောင်းအားလည်းဖလားတော်တင်ဟော့စပါနဲ့တူဖလားယူရိုပါလီဖလားကိုရရှိပူပါတယ်ကစားသမားဖြစ်သွားပါပြီအဲ့တော့ဟယ်ရီကင်းကလည်းအသင်ပြောင်းပြီးတော့စပါတဲ့ကနေပြောင်းပြီးတော့တော့ပိုင်ရန်မှာဘွန်ဒလီကာချန်ပီယံဖြစ်တယ်လို့စပါတဲ့ကလည်း သူတို့ရဲ့ဖလားလက်မဲ့ရာသီကိုယူရိုပါလီဖလားရပြီးတော့အဆုံးသတ်ပါပါပြီ congratulation spa မိတ်ဆွေတို့ရောညီကိုတို့ရောအမ်ဒီပွဲမှာဘသူတွေရဲ့ကစားပုံကောင်းတယ်ညံ့တယ်ဆိုတော့ကျွန်တော် channel လေးမှာ comment လေးပေးသွားလို့ရပါတယ်ပြီးရင်လည်းကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးပေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်